မွန်ပြည်နယ်ရေမြို့နယ်ကွန်တူးကျေးရွာထိပ်မှကျေးရွာလမ်းကိုပိတ်ဆို့ပြီးကင်းဆောင်နေကြတဲ့စစ်တောင်စီတပ်ဖွဲ့ဝင်တွေကမက်ရှမ၁၇ရက်နေ့ကရေဘလူအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲဒီခလာရ၃၄၃တရင်ကစစ်ကောင်စီတပ်သား၈ယောက်ခန့်ဟာ၎င်းတို့ကြောင့်ပုံတွေပုံကပိတ်ဆို့ထားတဲ့လမ်းမိုင်ကဖြတ်တန်းသွားလာတဲ့ဒေသခံတွေကိုရိတ်ခါတယ်ယူခွင့်ကန့်သက်တာတွေပြုလုပ်နေပြီးရေဘလူအဖွဲ့ကတွားရောက်တိုက်ခိုက်ရမှာညလေခုခံတာတော့မလုပ်နိုင်ပဲ။ ထွက်ပြေးသွားတယ်လို့ရေးဘလူးတပ်ဖွဲ့ထံကသိရပါဗျ။ကြေးရွာဖြတ်တန်းသွာလန်တန်းကိုကြောင်းဖုံနဲ့ပိတ်ဆို့ထားတာကြာပါပြီ။သူတို့ကအဲ့မှာပဲနေတယ်။ကားရင်လာရင်ဖမ်းတယ်ပတ်စံတောင်းတယ်ရွာသားတွေစိုင်းကယ်ရီနဲ့လာရင်လဲပါတဲ့စားစရာယူတယ်။ဒါကြောင့်ဝင်တိုက်တာလို့ရေးဘလူးအဖွဲ့ခေါင်းဆောင်က AR Times ကိုပြောပါဗျ။ဒါအပြင်ဒေါ်လာတက်ဖွဲ့တွေကိုခေါင်းစဉ်တက်ပြီးစံသေးယူရာစီသေးယူရာတွေပြုလုပ်နေတဲ့ဈေးသားကန်တွေကိုပိတ်ပင်တာတွေပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာအခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။အာယူတောင်ရွာခြေဆိုင်ခမာယ343တရင်ကစစ်ကောင်စီစစ်ကြောင်းကိုဒီတဲ့မက်ရှလ9ရက်နေ့ကလည်းရေဘလူအဖွဲ့ကတိုက်ခိုက်ရမှာတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီး၎င်းတို့တရင်အတွင်းကိုပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။